ယူကရိန်းတပ်ဖွဲ့တွေကရုရှားတပ်ဖွဲ့တွေကိုနောက်ထပ်နှစ်နှစ်ဒါမှမဟုတ်သုံးနှစ်အထိဆက်လက်တိုက်ခိုက်ဖို့ယူကရိန်းဟာဥရောပငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့တမရဗိုလိုဒီမာဇလန်စကီကပြောကြားခဲ့ပါတယ်။ယူကရိန်းဟာရုရှားတပ်ဖွဲ့တွေကိုခုခံတိုက်ခိုက်ဖို့ပြည်ပမဟာမိတ်တွေထံကနေစီးရင်နဲ့ငွေကြေးအကူအညီတွေကိုအဓိကအားဖြင့်မြှင့်ခုံနေရပါတယ်။ရုရှားက2022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာအင်းနီချင်းယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်ကဥရောပခေါင်းဆောင်အားလုံးကိုအဲ့ဒါနဲ့ပတ်သက်ပြီးအလေးထားပြောခဲ့ပါတယ်။ကျွန်တော်တို့ကဆယ်စုနှစ်ချီတိုက်နေမှာမဟုတ်ဘူးဆိုတာကိုဥရောပခေါင်းဆောင်တွေကိုပြောထားပါတယ်။ဒါပေမဲ့ဥရောပခေါင်းဆောင်တွေဟာယူကရိန်းကိုအတိုင်းအတာတစ်ခုအထိပံ့ပိုးပေးနိုင်မယ်ဆိုတာကိုပြသကြရမှာဖြစ်ပါတယ်လို့အော်တိုဘာ28ရက်မှာဇန်လန်စကီကပြောပါတယ်။အဲ့ဒါကြောင့်အဲ့လိုနှစ်နှစ်သုံးနှစ်ထောက်ပံ့ဖို့သူတို့သတိထက်ထားရမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။ ယူကရိန်းကိုနောက်ထပ်နှစ်နှစ်ထောက်ပံ့ရေးအတွက်ရွေးချယ်မှုတွေလှုံ့ဆော်မှုဥရောပကောင်ဆောင်တွေကဥရောပကော်မရှင်ကိုတာဝန်အနှင်းလိုက်တာကြောင့်စစ်ရော်ကြီးချေငွေဒေါ်လာ162ဘီလီယံယူရိုဘီလီယံ140အတွက်လမ်းပွင့်သွားခဲ့ပါတယ်။ EU ကရုရှားဗဟိုဘဏ် asset ရဲ့ယူရိုဘီလီယံ200ဝန်းကျင်ကိုထိန်းချုပ်ထားပါတယ်။ ယူကရိန်းကာကွယ်ရေးကိုငွေကြေးပံ့ပိုးပေးဖို့ဒေါ်လာဘီလီယံပေါင်းများစွာရရှိရေးအတွက်ရုရှားအစိုးရပိုင် assets တွေကိုအသုံးပြုပြီးဆောင်ရွက်ကြဖို့ UK ဝန်ကြီးချုပ် Keir Starmer ကခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့ပါတယ်။ထိန်းချုပ်ထားတဲ့ရုရှား assets တွေကနေရရှိလာမဲ့များပြားလာတဲ့စစ်ရော်ကြီးချင်းငွေတွေနဲ့ပတ်သက်ပြီးမီးစိမ်းပြခဲ့ပြီးတဲ့နောက် EU ကောင်ဆောင်တွေကယူကရိန်းရဲ့ကာကွယ်ရေးအတွက်နောက်ထပ်နှစ်နှစ်ထောက်ပံ့မှုအဆင့်တွေချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်ပွဲကတလအတွင်းပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီငွေတွေကိုပြန်လဲထူထောင်ရေးအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။တလအတွင်းမှာမပြီးဘူးဆိုရင်တော့ကျွန်တော်တို့ကလက်နက်တွေဝယ်ဖို့အဲ့ဒီငွေတွေကိုအချိန်တိုင်းတာတစ်ခွက်အထိအသုံးပြုသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မှာတခြားရွေးစရာမရှိဘူးဆိုတာရှင်းပါတယ်လို့ဇလန်စကီးကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။